ံမဲနေ့မနက်စောစောမှာတော့ကြာရင်တောင်တက်ခဲ့ပါတယ်။ကြာရင်တောင်ကဗီဒီယိုတဲတဲ့ဟိုတယ် United နဲ့လည်းနီးတယ်။ပြီးတော့သူကလမ်းတစ်ဝက်လောက်ထိဘောနော်၃ဘုံ၃ဘုံလောက်ထိကားနဲ့တက်လို့ရပါတယ်။ပြီးတော့မှဒီခေကားတက်ကလေးရံနဲ့စပြီးတော့ပေါ့တက်ရတာပေါ့နော်။တိတ်ပြီးတော့မဝေးဘူးပေါ့15မိနစ်20မိနစ်လောက်လောက်တက်ရပါတယ်။ဒါကတော့လမ်းတစ်ဝက်ကိုလောက်လာတဲ့အခါကျရင်အရန်လာတဲ့တိတ်ပင်လေးရှုခင်းလေးကိုမြင်ရမှာဖြစ်ပါတယ်။တောင်တော့မောနေ ီဒီလိုသွားတဲ့အချိန်မှာလေတိတ်နေရဘိုးတိတ်နေရရှိရဲ့ဘိုးမွေပါပဲနဲ့တိတ်ပင်လေနဲ့ရှုပ်ရင်းနေရကိုတွေ့ခဲ့ရတော့အရန်ပဲပျော်ရွှင်ခဲ့ပါတယ်ဒီလိုရှုပ်ရင်းမျိုးရှားမှုဆိုတာလေတော်တော်လေးကိုလေအချို့ဆိုလို့ရှိရင်အချိန်ကိုစောင့်ပြီးတော့မှသွားခဲ့ရတာမျိုးတွေရှိပါတယ်အဲ့တော့တောင်ထိပ်ကိုရောက်ပြီပေါ့နော်။တောင်ထိပ်ကနေမြင်ရတဲ့ရှုပ်ရင်းမှာဘိုးရသည်ဆိုတော့ဖန်မျိုးကြီးတစ်ခု လုံးလဲစိမ့်လဲဆိုပြနေရပေါ့နော်ဒီမှာစီရီလေးတစ်ခုလဲရှိရဲသူကတောင်ထိပ်မှာလဲအကျယ်ကြီးပါပဲတောင်ဝိုင်းတောင်ဆိုလို့ရှိရင်တောင်ထိပ်ကလေးချင်းချင်းလေးနဲ့ဓာတ်ပုံရိုက်တဲ့လူတွေကလဲအများကြီးရှုပ်ရှက်ခံနေတော့ပေါ့နော်ဓာတ်ပုံရိုက်လို့လဲအဆင်မပြေဘူးရမ်းလဲချင်းတော့ကလေးတွေနဲ့လဲအဆင်မပြေတော့တောင်ဝိုင်းတောင်ဦးတော့မတက်ခဲ့ပါဘူး။ဒါဟိုဘက်နားလေးမှာ ကိုနည်းနည်းဆေးပြီးတော့သွားလို့ရှိရင်မြောက်ကလေးတွေလည်းငားရွယ်ရှိရကြရင်တော့ဒီလိုမျိုးတန်တရားလေးကိုပေါ့နော်ဖြတ်သွားလို့ရှိရင်ဟိုဘက်ချမ်းမှာအလန်ဆိုင်ထားတဲ့နေရာလေးရှိရပေါ့နော်အလန်တိုင်းဆိုင်ထားပြီးတော့အဲ့ဒီနေရာလေးကလည်း view point ကိုပြောလို့ရရပေါ့နော်ကြာရင်တောင်ရဲ့ view point မှာအဲ့ဒီမှာတဖို့ရိုင်းပို့သွားခဲ့ပါတယ်အဲ့တော့ခုနကပြောတဲ့ view point နေရာလေးပေါ့နော် အဲ့ဒီမှာလူတွေတော်တော်များများအဲ့ဒီတောင်လေးပေါ်နောက်ဆုံးပေါ်တော့တောက်ထိတ်ကလေးပေါ်အဲ့ဒီနေရာလေးကိုတက်ပြီးတော့အနှံတိုင်းနေရာမှာသွားပြီးတော့ပုံရိုင်းကြရမီဒီယာကတော့အဲ့ဒီနာလောက်ထိတော့မသွားခဲ့တော့ဘူးလူတွေလည်းရှုံနေလို့ဒီဘက်ကနေရိုက်လို့ရှိရင်လည်းရှူကင်းနေရာတော်တော်လာပါတယ်အဲ့ဒါနဲ့ဒီနားလေးကနေပဲလှမ်းပြီးတော့ရိုက်လိုက်တယ်ပေါ့နော်မိုးတိမ်နေနဲ့မိုးသားတွေလည်းရှိတော့လေဒိန်းဒီယာအဖြူရောင်ရော အမဲရောင်ရောရောပြီးတော့ကြည့်ရတာလေရှူကင်းကတမျိုးပေါ့နော် ကဒါသေးဦးလေးကြည့်ကြည့်ဒါကတော့ခုနကတော့ကအလန်တိုင်းစိုက်ထားတဲ့ဗန်းနဲ့တစ်ဖက်ချမ်းပေါ့နော်တစ်ဖက်ချမ်းအဲ့ဒီနေရာနေပြီးတော့ပုံရိုက်လို့ရှိရင်လည်းလှပါတယ်အဲဗီဒီယိုဗီဒီယိုရိုက်နေတော့မှာဖျောက်ကလေးတစ်ကောင်ရတယ်လာပြီးတော့ဆက်စုရဲပေါ့နော်နောက်မြေဇွဲကပင်မြေကြီးဇွဲကပင်တောင်ကြီးပြန်တော့မယ်နော်ဆက်ခဲ့ပါတယ်တတား